မြမာတွေကို အားကြရတဲ့အင်္ဂလန်သူယောဂီရဲ့ဥစ္စာမရှာကုသိုလ်ရှာဖို့တော့အကြောင်းတင်ဆက်ပေးခြင်းပါလေဆရာမောင်ချစ်လိုင်ရွှေဘူကရေးသားတင်ဆက်ခဲ့တယ်လို့သိရပါတယ်ဆရာမောင်ချစ်လိုင်ရွှေဘူရေးသားတဲ့အတိုင်းကျွန်တော်အနေနဲ့ပြန်လည်တင်ဆက်ပေးခြင်းပါလေဒီအင်္ဂလန်သူယောဂီရဲ့နာမည်ကမက်ကစ်တီတဲ့မက်ကစ်တီကိုတဲ့ကျွန်တော်တဲ့ကြိုတင်မချင်းဆိုပဲတွေ့ခဲ့ရတဲ့နေရာကတော့ မဟာစီသာသနာရိပ်သာမှာဖြစ်ပါတယ်မဟာစီသာသနာရိပ်သာဩဝါဒစရိယဆရာတော်ဥပန္နိတဘိဝန္တခွင့်ပြုချက်အရာသီလရှင်ဆရာလေးဒေါ်မေဓာအနန္တီကိုတွေ့ဆုံမေးမြန်းခြင်းကဖြစ်ပါလေတဲ့မနီမွေးမှာရှိတဲ့ဆရာတော်ရဲ့အတွင်မူနီကျုံကျုံလေးထိုင်နေတဲ့နိုင်ငံခြားသူယောဂီတယောက်တွေ့လို့မိတ်ဆက်ဖို့ချင်းကပ်လိုက်ပါတယ်ဥစဉ်က ူကတော့ယောဂီကတ်ထရိမရှဲပါတဲ့ဒီမှာတရားအားထုတ်နေတာကြာပါပြီတဲ့ဆရာတော်လာပြီးကြောတာပါလို့မိတ်ဆက်ပေးပါတယ်ဒါနဲ့မင်းကြည့်လိုက်ပါတယ်ဦးစင်ခွေပြချက်နဲ့မက်ကီတီကအမေရိကန်ကလာလို့မဟုတ်ပါဘူးကျမအင်္ဂလန်ကပါတဲ့အမေရိကန်ကလာလို့မေးမိတာကတော့ပြောရမယ်ဆိုရင်ဥတ္တရုဒ္ဓဥပုဒ္ဒရခိတဥဒ္ဓမရခိတအစရှိတဲ့ ယဟန်တော်တွေမစ္စတာအလန်ကလီမင်းမစ္စတာဂျိုးဆပ်ကိုဆန်အစရှိတဲ့မြို့သားယောဂီတွေဟာအမေရိကန်လူမျိုးတွေအများကြီးအတွက်ကြောင့်မိမိချင်းဖြစ်ပါလေကျွန်တော်လည်းဆရာတော်ထံချင်းချင်းသွားပြီးမိမိခွင့်လျှောက်ထားပါလေမက်ဂေဒီတရားအားထုတ်ခဲ့တာခုနလမှာကြာမြင့်ခဲ့ပြီတဲ့ဆရာတော်အားရကျင်းတဲ့လောက်တဲ့အဆင့်ရှိလောက်ပြီလို့သိရပါတယ်ဆရာတော်ကကြည်ဖြူစွာပဲခွင့်ပြုတော်တဲ့အမှုတွေအတွက်ကျွန်တော်ဆက်လက်မြင်မြင်ပါတယ် သူမကိုတဲ့1949ခုနှစ်ဇန်နဝါရီ2ရက်နေ့မှာအင်္ဂလန်နိုင်ငံလန်ကရှိုင်းယားပြည်နယ်မန်ချက်စတာမြို့မှာဖွားမြင်ခဲ့တာပါပထမရွယ်မှာပညာရှာဒုတိယရွယ်မှာဥစ္စာရှာတတိယရွယ်မှာကုသရှာမယ်ဆိုတဲ့စိုးစကားရှိရာသူမဟာလည်းဥစ္စာရှာမယ်ရွယ်ဖြစ်ပါတယ်သိချင်းတရားဟာချိန်မရွေးသိနိုင်တဲ့သဘောရှိလို့တတိယရွယ်ထိတော်နေရမယ်လို့ဘယ်သူမှအမှမခံနိုင်ပါဘူး ီလိုသဘောထားကိုသိလို့အသက်39နှစ်သာရှိသေးတဲ့သူမဟာအချင်းရှိခိုင်လုံလဆိုင်တာဖြစ်ပါလေ။သူမကကျွန်တော်ပြန်ပြီးပါတယ်။ကျမအကြောင်းရှင်ပါလို့သိကျင်တာပါလေတဲ့။အော်မဟုတ်ပါဘူး။မက်ကီတီတို့လိုအရွယ်ကောင်းလောကန်ကောင်းတဲ့ပညာတတ်သူတွေကျွန်တော်တို့နိုင်ငံလာပြီးတရားအားထုတ်တာကိုမြန်မာပြည်သက်နဲ့မိတ်ဆက်ပေးခြင်းလို့ပါဗျာ။အားကြစီရလဲကောင်းတယ်မလားလို့ပြောတော့ ကျမတို့ကသာမြန်မာတွေကိုအားကြနေတာပါတဲ့ရှင်တို့နိုင်ငံမှာစစ်မှန်တဲ့ဗုဒ္ဓသာသနာထွန်းကားတာဘလောက်တော့အားကြစရာကောင်းလဲတဲ့မက်ဂီဒီဟာပညာရေးအားဖြင့်အင်္ဂလန်နိုင်ငံမှာ GC အောင်မြင်ခဲ့ပါတယ်ဒီမှာတက္ကသိုလ်ပညာဆက်လက်မစည်းဘူးပဲနဲ့အတွင်းမှုသင်တန်းတက်ခဲ့တယ်ဆိုပါတယ်အဲဒါနိုင်ငံခြားသားတွေကိုအင်္ဂလိပ်စာနဲ့အင်္ဂလိပ်စကားပြောသင်ဆရာမအဖြစ်လောက်ကန်ခဲ့ပါတယ်မက်ဂေဒီဗုဒ္ဓဓမ္မကိုဗမာစာပြီးတွေ့ခဲ့ပါတယ်လို့မိတော့ဗုဒ္ဓခါရမှာပါတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်မှုကိုထိရောက်ပထမဆုံးမက်ကီတီကိုကိုးချပေးတဲ့ဆရာဘသူပါလဲဆိုတော့အင်္ဂလိပ်လူမျိုးတူဦးပဲတဲ့မစ္စတာခရစ်စတိုဖာမက်တေးစ်တဲ့မက်ကီတီကိုဗုဒ္ဓဘာသာဖြစ်အောင်ဆွဲဆောင်တဲ့အကြောင်းရင်းကပါလဲသိပြရစေဆိုတော့ကိုကျင့်တရားကိုထိန်းကုတ်ပေးတဲ့သီလမိမိကိုယ်ကိုမိမိငါဆွဲအတဆွဲမထအောင်နှလုံးသားကိုနူးညံ့စေတဲ့တရားတွေပါ မာနကိုချိုးနှင်ပေးတဲ့တရားတွေဆိုပါတော့ဆိုပြီးသူမကပြန်ဖြေပါတယ် ကျွန်တော်စိတ်ဝင်စားလာတဲ့ကန်မက်ကီဒီကျွန်တော်ဆက်ပြီးပြောစမ်းပါအောင်ပြဆိုတော့အင်္ဂလန်သူမကကျွန်တော်ကိုထပ်ပြီးတော့ရှင်းပြပါတယ်။ကျမဟာတဲ့ဆီယမအဖြစ်အာဖရိကတိုက်တွေဆူဒန်နိုင်ငံတို့မှာတဲ့နှစ်နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့တယ်တဲ့။အဲ့တော့အရှိတိုင်းကိုခီးထပ်ဖို့ဆုံးဖြတ်ခဲ့တယ်တဲ့။အိန္ဒိယနိုင်ငံနဲ့အရှိတောင်အရှာနိုင်ငံတွေရဲ့ကိုးကွယ်ယုံကြည်မှုဘာသာတရားကိုကျမအမြဲစိတ်ဝင်စားပါတယ်တဲ့။တိဘက်ကဖုံတော်ကြီးဒလိုင်းလာမနဲ့အတူထွက်ခွာလာကြတဲ့ တိဘက်ဖုံးတော်ကြီးတချို့ဟာစကော့တလန်ကိုရောက်ခဲ့တယ်တဲ့။ဒါအပြင်ဖုံးတော်ကြီးတစ်ပါးကတဲ့အဲ့ဒီမှာဖုံးเจ้าတစ်เจ้าကိုတီထောင်ပြီးเจ้าနဲ့တဲ့နေရာကိုကျမကကံအားလျော်စွာရောက်ခဲ့ပါတယ်တဲ့။အဲ့ဒီမှာပဲဗုဒ္ဓဘာသာနဲ့ကျမစတင်ထိတွေ့တယ်လို့ဆိုရမှာပါ။အဲ့ဒီမှာနှစ်လကြာပြီးဆက်အုပ်တွေအများကြီးဖက်ဖြစ်ခဲ့တယ်။တရားအားထုတ်ခြင်းစိတ်လည်းဖြစ်မိတယ်တဲ့။ တကယ်တရားအထုတ်ခွင့်ကြုံတာကတော့အရှိတော်အာရှဘတ်ခီးထွန်းပြီးတော့မှသာကြုံကြိုက်တာပါတဲ့ကျမဟာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ရှီဟောင်းစီဒီပထိုးလေးအကြောင်းတွေကိုရောင်းအောင်သွားမယ်ဆိုပြီးလာပြေလောက်ဝယ်ဥပုပ်ရည်တွေနဲ့စုံမိအောင်ခီးကိုစီစဉ်ပါတယ်တဲ့အင်ဒိုနီးရှားနိုင်ငံဂျာဘာကျွန်းကဘိုရိုဗုဒ္ဓဖျားကြီးကိုပထမဆုံးရောက်တယ်အဲဒီကတစဉ်စင်ကာပူပြည်နယ်မှာရှိတဲ့တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးတွေအဲဒီကမှတစဉ်ထိုင်းစင်းမဲ့လင်းစင်းအဲ့ဘက်တွေကိုရောက်ခဲ့တယ်တဲ့မြန်မာနိုင်ငံကတော့ 1981ဖေဖော်ဝါရီမှာပထမဆုံးကျင်းရောက်ပါတယ်။နက်နက်စောစောရွှေဒဂုံစီတီတော်ဖူလာတာမန္တလေးကိုတော်ပြီးမဟာမြို့မှုနေဖျားကြီးဖူလာတာမန္တလေးပတ်ဝန်းကျင်မှာရှိတဲ့စီတီဖူလေးကိုလှည့်လည်ဖူလာတာပကံကိုတွားရတာဟာကျမစိတ်ထင်ပါလေတဲ့အလွန်နှားတဲ့ပကြီးကားတစ်ချက်ကိုပဲအောက်မေ့မိတယ်။ကျမလေတဲ့မြန်မာနိုင်ငံကနေအိန္ဒိယကိုလေရင်နဲ့ခေစတယ်။လေရင်ကဆင်းနေဆိုရင်ပဲကျွန်တော်ကဗုဒ္ဓဂါရာကိုတွားတယ်။ဗုဒ္ဓဂါရာကမြန်မာဖုန်းတော်ကြီးအကြောင်းမှာတဲခုတယ် ဘုရားကံရမှာအနောက်တိုင်းသားတွေအများကြီးပဲကမ္မထန်တရားအထုတ်ရတွေ့ရတယ်။တချို့ကဝိပဿနာတချို့ကဇင်နီတချို့ကတိပ္ပဏီအမျိုးမျိုးပေါ့လေ။ကျမလည်းအဲ့ဒီမှာလိုက်ပြီးတော့လေ့လာတယ်။အိန္ဒိယနိုင်ငံတွင်လည်းလှည့်လေတယ်။နောက်တော့အင်္ဂလန်ကိုပြန်လာပေါ့။အင်္ဂလန်ကိုပြန်တဲ့တနေ့မှာဘုရားကံရကိုပြန်လာပြီးတရားအထုတ်မယ်လို့ကျမတန်ဖိုးတန်ချလိုက်တယ်။ကျမ1980နှစ်မှာဘုရားကံရကိုပြန်လာတယ်။ ထိုင်းဘုံကြောင့်မဝိပဿနာတရားပြနေတဲ့ခရစ်စတိုဘာတက်စမန်ရဲ့ရက်20တရားစခန်းမှာဝိပဿနာတရားအားထုတ်တယ်။ခရစ်စတိုဘာအင်္ဂလိပ်လူမျိုးတရားပါ။သူဟာထိုင်းနိုင်ငံမှာ9နှစ်ကြာယဟန်ဘွားနဲ့နေခဲ့သူပါ။နောက်တစ်နှစ်လဲကျမထပ်သွားပြီးတော့သူ့စခန်းမှာတရားအားထုတ်ခဲ့ပါတယ်။1983နှွေကွန်ဆောင်းကူမှာလူဝိကြောင်မိတ်ဆွေတစုဖွဲ့စည်းထားတဲ့အဖွဲ့အစည်းရှိရာရှာဖန်ကီဟောသွားပြီးအားထုတ်တယ်။အဲ့ဒီအဖွဲ့ကိုကျမသွားပြီးပေါင်းရတာကတော့ အင်မတန်သဘောကျစရာပါရည်ရွယ်ချက်ကသီလစောင့်တည်ဖို့ပေါ့နော်နေ့စဉ်စာဝတ်နေရေးလောက်ကန်ဆွဲမှုကိုမထိခိုက်စေပဲဝိပဿနာတရားအားထုတ်ဖို့ဒီလိုတရားအားထုတ်နိုင်အောင်တူဦးတူဝိုင်းဝန်းကူညီဖို့ပါပြီးတော့လည်းနေ့စဉ်နဲ့တနာရီရနဲ့ညတနာရီဝိပဿနာတရားအားထုတ်ရမယ်ဆိုတော့ဂတိခံဝန်ချက်လည်းပေးရတယ်လူသူမနီလာနဲ့ခြံဝန်းကျယ်ကြီးမှာရှိတဲ့အင်ကြီးရောပိုင်ရှင်ကကျမတို့ကိုတုံးခွင့်ပေးထားတယ်ပိုင်ရှင်ကဗုဒ္ဓဘာသာအခြေပြုတဲ့အဖွဲ့အစည်းတစ်ခုပါပဲ အဲအဲ့ဒီလိုအဖွဲ့အစည်းတည်ထောင်မှုအားပေးခြင်းနဲ့စင်တာနဲ့ DNG ကိုတုံးဝင်ပြူတာဖြစ်တော့ကျမတို့ကလည်း DNG မှာဘာသာရေးကိုဝိုင်းပြီးလုပ်အားပေးရတယ်ကျမတို့အဖွဲ့ကအနီးပေါက်မှာရှိတဲ့စိတ်ဝင်စားစုတွေကိုလည်းစနေတနင်္ဂနွေအားရက်တွေမှာဆိုရင်ဝိပဿနာတရားအားထုတ်နိုင်အောင်စီစဉ်ပေးပါတယ်ဒါအပြင်အင်္ဂါနေ့တိုင်းလည်းညနေပိုင်းမှာစူဝေးပြီးကမ္မထမ်းထိုင်ကြပါတယ်ကျမလည်းအဲ့ဒီဂေဟာမှာ၃မိနစ်ကြာတယ်ရှင်ဝိပဿနာဆရာကြီးတွေလာရောက်လို့ရှိတယ်ဒါကြောင့်ကြုံတိုင်းသူတို့စီမှာနီးခံတယ်ဆရာကြီးဥကိုရင်က အင်္ဂလန်ကိုလာတာနှစ်ကြိမ်ကျော်လို့သူနဲ့လက်တရားအထုတ်တယ်။ထိုင်းနိုင်ငံကဆရာတော်ရဲ့နီးခံတဲ့ယဟန်တော်တွေဦးစီးတဲ့စခန်းမှာလည်းတရားအထုတ်ခဲ့ပါတယ်။အော်မက်ကီဒီဆရာလဲဆုံးတတန်လဲအတော်ရင်းနေမှာကိုကျွန်တော်အားကြစိတ်နဲ့ပြန်မေးကြည့်တော့ဒါနေမကသေးပါဘူး။1985မှာမိတ်ဆွေတယောက်ကူညီလို့ American Massachusetts ပြည်နယ်ကိုသွားအမကမ္မထမ်းဆရာ Mr. Joseph Goldstein နဲ့ မက်ဒေါ်နယ်တို့ဖွင့်ထားတဲ့ဝိပဿနာတရားစခန်းမှာ၃လတရားအထုတ်တယ်။ဂျိုးဆပ်ဂိုစလင်ဟာမဟာစီသဒ္ဒနာရေးသားဩဝါဒဆရာတော်ဥပနိဒဘေးဝင်သားရဲ့တပည့်ရင်းတစ်ယောက်ပါ။မက်ရှန်မက်ဒေါ်နယ်ကလည်းဆရာတော်ထံမှတရားအထုတ်ပူသူပါ။အဲ့ဒီစခန်းက1986ဇန်နဝါရီလမှာပြီးဆုံးပါတယ်။ကျမအမေရိကန်ကနေပြီးအင်္ဂလန်ကိုပြန်ရောက်တော့ကျမတို့တည်ထောင်ခဲ့တဲ့ရှာဖန်ခေဟာတရားဌာနမှာနေပြီးမြန်မာပြည်ကိုလာဖို့ပြည်ဝင်ခွင့်ရှောက်မယ်လို့ဆုံးဖြတ်လိုက်တယ် မဟာဇီဆီယရော့ရဲ့တပည့်မစ္စတာဂိုးစတိန်ရဲ့ဝိပဿနာစခန်းဟာမက်ကီဒီကိုမြန်မာပြည်လာဖို့နှိုးဆော်ပေးလိုက်တယ်လို့ဆိုရမှာပေါ့ဒါနဲ့ပဲပြည်မှုဗီဇာရလို့မြန်မာပြည်မှာလာပြီးမဟာဇီသဒ္ဒနာရေးတမတရားအားထုတ်တာခု9လရှိပြီနောက်9လကြာရင် ပြန်ဖို့အရည်ရွယ်တယ်အပြန်မှာထိုင်းနဲ့အိန္ဒိယကိုလည်းဝင်သွားပါအောင်မယ်မြန်မာပြည်ကို1989ဇန်နဝါရီလလောက်မှာတစ်ခေါက်လာချင်းမှာသေးတယ်တဲ့မက်ကီဒီဘာများပြောစရာရှိသေးတယ်ပြောတော့ ်ကျမမဟာစီတသနာဤတံမှာဆရာတော်တန်ခါတော်တွေလက်ညှိုးမှုကြောင့်အားထုတ်ရတဲ့ဝိပဿနာအဆင့်အမှုရှင်းတန်လာတာဟာအလွန်ကြီးမားတဲ့ကျေးဇူးတရားပါ။ကျမတို့အဆက်မပြတ်ဆွဆွမြဲမြဲစူးစိုက်အားထုတ်တာဟာဆရာတော်ဖခင်ရဲ့ကြီးမားတဲ့စေတနာမြမလူမျိုးလူရှင်တွေရဲ့ထောက်ပံ့မှုဒါနအစားအစာနဲ့စေဝါအပြင်တရားအားထုတ်ဖို့အားထုတ်ပဲမြမယောဂီနိုင်ငံခြားယောဂီတွေရဲ့မြေတားကြောင့်လည်းဖြစ်ပါတယ်။ဒီလိုပုံကူအားလုံးကိုအလွန်ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ဆိုပြီးတော့ သူမကပြောခဲ့ပါလေခုဆိုရင်တော့ Miss KD တယောက်အင်္ဂလန်ကိုပဲပြန်သွားနှစ်ပေါင်း40ကျော်တော့ကြာမြင့်နေပြီရှိပါလေ Miss KD တယောက်လောကကြီးမှာရှိသေးလားမရှိသေးလားတော့သိချောင်မသိရတော့ပါဘူး